ဟိုးအနှစ်40နီးပါးကဘုန်းကြီးကကျွဲတုံးကနေပြီးသင်္ဘောပေါ်တက်တယ်အေယာဝီတိုင်းထဲမှာဆရောကမင်းကုန်းဆရောကပန်းတန်တော်ကတက်တယ်အဲ့ဒီသင်္ဘောပေါ်နှစ်ပါးဆုံးပြီးတော့ရန်ကုန်သွားကြတာမအူပင်ရောက်တော့ဆရောကဘုန်းကြီးမင်းနဲ့ဦးမြတ်ဆက်ကြရေးဟောဒီမြို့မှာကျုပ်ကျေးဇူးရှင်ကြီးရှိတယ်ဗျာတဲ့အဲ့ဒါဆင်းပြီးနှုတ်ဆက်ခြင်းနဲ့တဲ့နောက်လာဖို့မလွယ်ဘူး ။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်အကျိုးတော်ဆောင်ကြုံခန့်လိုက်တာကိုညကလေဒီယိုကကြားပြီ။ဒီလိုနော်။အဲ့ဒါနဲ့ဘုန်းကြီးကဆလင်သွားပြီးအကျိုးကြောင်းတွေပြောတော့ရပါတယ်ဖရာဆိုတော့ဆရောကအင်မတန်လိမ်မာပန်းတတ်တယ်ဘယ်တော့မှအခွင့်အရေးမယူတဲ့ဆရောနော်။ဘာဆရောဒဂရကမတွေအပေါ်ဆိုရင်ဘုန်းကြီးတို့ပြိတ္တာကြီးသိညာတာ ဘယ်တော့မှအနိုင်မီဘူးဒကာဒကမတွေအပေါ်မှာဘုန်းကြီးတို့ပြိတ္တိုင်မေတ္တာကလည်းအလွန်ပြည့်တယ်ဆရော့ရဲ့နှုတ်ဖြားကလှပါဗျဆိုတာဘုန်းကြီးတို့လက်တွဲတဲ့အနှစ်20ကျော်မှာတခါမှကြားခဲ့ဘူးဒီလိုနော်ဒီတော့နိုင်ငံတော်ပရိယတ်တိတက္ကသိုလ်ကြီးတဲတော့မယ်ဆိုတော့ဒကာဒကမတွေလှူခြင်းရင်တဲ့ကြက်နဲ့ကြောင်းတကဖြစ်အောင်တယောက်တစ်ကြက်လှူဖို့ဟော ဘလောက်အဲ့ဒီတကြက်ကလည်းပဲတဲ့ကလေးအမေမုတ်ဆိုးမချင်းမောင်ရွက်တယ်လေဆိုတဲ့အဲ့ဒီကလေးမလေးတကြက်ပါပါစေတဲ့ဟောဒီလိုတန်ဖိုးထားတာနော်ဘုန်းကြီးတို့ပရိသတ်ကြီးခမရတို့နောင်ရှာဖို့ခတ်သွားပြီသားမှတ်တော့အဲ့ဒါနဲ့မဟုတ်ပဲဘယ်မှာလဲလို့ဆိုတော့မဟုတ်ပဲလမ်းလေရဲ့ တဲ့တယ်သွားလိုက်တော့မဟုတ်ဘယ်မြို့လဲလမ်းကနေသွားတော့မြို့လဲကြောင်းတက် မြို့လဲကြောင်းတက်ကြီးဖြတ်ပြီးတော့အနောက်ဘက်မှာဒကမာကြီးက90ခွန်8လောက်ရှိပါလိမ့်အိယာထဲမှာအဲ့ဒါရောက်ကြတော့အကျိုးကြောင်းလေးပြောဆရာကသူ့ပန်းလာတဲ့အဲလှူတဲ့ထဲကကောင်းတာလေးတွေဒကမာကြီးအတွက်အဲ့ဒါစွန့်လူပြီးတဲ့အခါကျတော့ဆရာကပြောတယ် ဓမ္မကြီးတဲ့ဥစဉ်နောက်လာဖို့မလွယ်တော့ဘူးထင်တယ်တဲ့အဲ့ဒါနှုတ်ဆက်ရင်းနဲ့ယေရှုဆက်ရင်းလာခဲ့တာပဲတဲ့ယေရှုကဘယ်လိုတင်တာလဲလို့ဆိုတော့ဆရာပိရကပြန်စဉ်ဖြည့်စဉ်တော့ကဒီဓမ္မကြီးကငါ छा ဖို့တို့ငါပြာကြီးကျော်တို့ငါရှင်းကြတိုက်ကျော်တို့တခါတခါလာလာလှူတယ်တဲ့အဲ့ဒီယေရှုတွေတဲ့ဗျာ ိုလူရဲ့ဘုံကြီးတို့သီလရှင်တို့ဆိုတာရပြီယူပြီမိဋ္ဌတာများတယ်နော်ဆရာလေးရေပြောလိုက်တော့မယ်နော်ဟုတ်ပြီလားတိစရောကအဲ့ဒီလိုမဟုတ်ဘူးကိုလူရဲ့ဟုတ်ပြီလားဟိုစာဖြေတန်ကမင်းကွန်ဦးဝိစိတ်တပိရကပြန်စင်နှုံးကလှူခဲ့တာလေးတွေအခုနိုင်ငံတော်အကျိုးတော်ဆောင်ကြီးချုပ်ကြီးဖြစ်တာတော့ ဒီမျိုးဆိုင်တော့ဒါမမေ့ဘူးဩအင်မတန်ကိုတန်ဖိုးကြည့်တာပဲကို့မှာပြန်ကန်ဤတော့ဆရာကပြောတယ်ဒကမာကြီးတဲ့ဦးစင်နောက်ရောက်ဖို့တဲမလွယ်ဘူးထင်တယ်တဲ့အဲ့ဒါရောက်တော့တဲ့ဒကမာကြီးကိုတရားလက်ဆောင်နှလုံးပေးပါရစေတဲ့ပေးပါဗျာအခုဒကမာကြီးကိုကိုကိုနိုင်သေးလားလို့မေးလိုက်တော့ အိရာတဲ့ရောက်နေပြီနိုင်သေးလားမနိုင်တော့ပါဘူးဖရာမနိုင်တော့ကို့ချစ်တဲ့ကို့တံမိုးထားတဲ့သမီးမမီးမတွေလက်ထဲအလရပြီမဟုတ်လားတဲ့တင်မဖရာအဲ့ဒါဆိုရင်ကလေးတွေစကားနားထောင်ပါဗျာဘာတဲ့ယရနာဘုံဈေးကခေါင်းဖြူတွေဘသူစကားနားထောင် ေးကအဖွားကြီးတွေကမန္နာကြီးတယ်မျက်လုံးလေးပြူးကြည့်ပြီးတော့လက်အိုလေးရှေ့တူရှင့်ဘုရားစကားကလည်းဘက်နဲ့နားမထောင်ဘာဖြစ်မလဲကိုတော်လို့မေးလိုက်တော့နားမထောင်ခမရအငေါ့ခံရမှာဗျယုံပြုံကြီးပြန်ပြောအငေါ့ခံရပြီဆိုရင်ကလေးတွေအပြည့်မပြောနဲ့ဒကမာကြီးဒကမာကြီးအပြည့်မသိတဲ့လူကတော့ကလေးတွေအပြည့်တင်ပဲ မဟုတ်ဘူးခမရအပြည့်ခမရတက်ကိစ္စမြင်အောင်မြောက်အောင်အလုံးမလုံးခဲ့ဘူးအရှက်ကွဲပါလိမ့်မယ်ဗျာတဲ့သာသမိကပြန်អော်လို့ခံရရင်ကိုလူရဲ့အဲ့ဒီမိဘအရှက်ကွဲတဲ့ဗျာနော်ကိုယ်လူတွေဒါလည်းသဘောပေါက်ကြအောင်နောက်တလုံးမှာရောကိုတော့တဲ့နောက်တလုံးမှာဓကမာကြီးရဲ့တဲ့ကလေးတွေနဲ့တဲ့အောင်နေပါတဲ့ဘသူနဲ့တဲ့အောင်နေ ပိုဆိုးသွားပြီမို့လားဟဲ့နဲ့ရှင်ဘုရားရဲ့တရားကလည်းမတည့်တော့ဘာဖြစ်မလဲကိုတော်လို့မေးတော့မတည့်ရင်ခမငတ်ပြီလို့မှမတည့်ရင်ဟာဘွားကြီးစကားများတာပစည်းပစက်ဘာဖြစ်တဲ့ညာဖြစ်တဲ့ပြစ်ထားလိုက်တော့ငတ်ပြီပေါ့ကိုကြီးကိုမခတ်မတော့တော့တော့ပဲကိုကကိုလည်းမချမ်းနိုင်မပြုတ်နိုင်မရှာနိုင်မဖွေးနိုင်ဒီလိုမဟုတ်လား အဲ့ဒါမန်တက်ပြီးကလေးတွေနဲ့မတက်မတက်တော့မပြစ်သာငှရောဒီလိုမဟုတ်လားတက်ပြီဆိုတော့ဟောဘွားရေတောက်ပြီးပြီလားချိုးရေတောက်မလားဖြောရေတောက်မလားမိုင်းလိုလားဟောလေလားအမေနောက်ပြီးတော့ဘုန်းကြီးတို့ပရိသတ်ပန်းသီးစားမလားလိမ္မော်သီးစားမလားဒီလိုမဟုတ်လားအဒံပေါက်လားနတ်သုဒ္ဓါလားအိုရီယံဟောက်လားဗာအကုန်ပေါ့စုံလို့ဘာဘူးလို့ ဲ့လို့ဩဘွားတို့များတက်ကြီးလာလေအေးချမ်းလေကြီးညိုစရာကောင်းလေပဲဘွားနံသွားရင်အေးလိုက်တာဒီလိုနော်မတက်ရင်ဘာဖြစ်မလဲအဲ့ဒီတုန်းကအဲ့ဒီစကားကို ကြားခဲ့မှတ်ခဲ့ရတာမတက်ရင်ငတ်မယ်လို့ဘယ်လိုစကားကြီးပါလဲခုဘုန်းကြီးလည်းဒီလို မှတ်ခဲ့တာ ေးအဲ့ဒီတုန်းကမတက်ရင်ငတ်ယုံငတ်တာကိုလူရဲ့အခုမတက်ရင်ခမရတို့အမိုက်ပုံတွေရောက်သွားမယ်မှတ်ပါဘယ်ရောက်သွားမယ်ကြည့်နော်မပေါ့နဲ့ဒါကြောင့်မင်းကုန်းစတော်ကြီးကဓမ္မလက်ဆောင်ပါပေးလေပရိသတ်စိတ်ရှိစွဲသံသဉ္ကြီးခံ ပြုယံသာသနာဆိုလိုက်စမ်းမစိတ်ရှိစွဲသံသံကြီးခံပြုယံသာသနာစိတ်ရှိစွဲသံသံကြီးခံပြုယံသာသနာသာသနာပြုလုပ်ငန်းဆိုတာဘာလို့စိတ်ရှိပါပြီးတော့ဇွတ်တန်ရမယ်ပြီးတော့ ဟေးတို့လူငယ်တွေနော်ဘုံစွမ်းလောင်းဆိုတော့ကိုတော်တွေကတိုးမှာဟုတ်ပြီလားကဲတိုးတာတွေထဲမှာတစ်ကြိမ်ဝင်လာတယ်နောက်ဒုတိယတစ်ကြိမ်ပြန်ဝင်လာတယ်ဟာဒီကိုတော်ဘယ်နှခါရှိတတိယတစ်ကြိမ်မျက်နှာမှမိသွားပြန်ဒီကိုတော်ဘယ်နှခါရှိဟာကိုတော်မလွန်လုံးမူလားသုံးခါရှိပြီရှင်မရနောက်ကိုတော်တွေခွင့်ရဆုံးတယ်ရှင်မရဖက်ထွက်ဒီလိုသွားမလုံးလဲ သင်္ကန်းရှိတယ်နော်သုံးခါတိုးပြီဆိုတာသိလိုက်ရနှစ်ခါတိုးလာတာသိပြီဆိုရင်ဖနာလေးချွတ်လောက်လေးချီးခါလေးကိုင်းမျက်နာအကြည်ဆုံးအပြုံဆုံးထားပြီးတော့အရှင်ဘုရားအရှင်ဘုရားတကူးကြီးလာတဲ့ရှင်မောက္ခလာရဲ့အဆက်နွယ်လားဘုရားဟုတ်ပြီလားဒီပြီတော်တို့အရှင်ဘုရားမျက်နာဖူးရတာ သုံးခါရှိပြီ လောက်လူရတာလေတကိုးကြည့်လိုက်တာဗျာတပည့်တော်တို့လှူရာကျွနတ်မြတ်ပြီရှင်ဘုရားရဲ့အဲ့ဒီလိုလားရှောက်လားအဲ့ဒီကိုတော်လေးကမြောက်လားကိုမလားတော့ဒီလိုလို့ဟုတ်ပြီလား